ဒီနေ့ကျွန်တော်ရမှာထွက်ချင်နေနေဘယ်လိုတွေဖြစ်နေမလဲဆိုတာကိုကျွန်တော်တို့လိုက်ပြီးတော့ကြည့်လိုက်အောင်ဆိုတော့အားလုံးပဲမင်္ဂလာပါထောက်ဝေမြန်နေပြန်နေကြိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့ဒါ26ရက်3လ2025ပေါ့နော်အော်ဒီနေ့မှာကျွန်တော်ရမှာထွက်ချင်နေဒီကဘယ်လိုတွေဆက်ပြီးတော့ဖြစ်နေလဲဆိုတာကိုဗီဒီယိုလေးကိုစုံပြီးကြည့်လိုက်တော့နော်ဆိုတော့ကျွန်တော်တို့ဒီအာကျွန်တော်ထွက်ချင်နေကိုမကြည့်ခင်ပါပေါ့နော်ကျွန်တော်ဒီကနေ့ကို ADA လေးနဲ့ကျွန်တော်စလိုက်အောင်လीနော် uh so ada ကတော့ဒါလက်ရှိ price ကတော့ဒါ0.7479ပေါ့เนาะအဲ့တော့ဆိုတော့အဲကျွန်တော်တို့ဒီ match လာ17ရက်လောက်ကနေစပြီးတော့ကျွန်တော်တို့ဒီကနေ့26ရက်နေ့ထိပေါ့เนาะအဲ့တော့ ada ကတော့ဒါလုံးဝကိုကျွန်တော်တို့ဒီ sideway market ထဲမှာရောက်နေတာကိုကျွန်တော်တွေ့ရတယ်ပေါ့เนาะအဲ့တော့ side way market ထဲကိုရောက်နေတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဈေးကဒီကြားထဲမှာပဲပေါ့เนาะ အဲ့တော့ဒီ range တဲမှာပဲဇီကတက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်နေလက်ရှိချိန်မှာတော့ဒါကတော့ apo range apo resistance now ရောက်နေတာကိုကျွန်တော်တွေးရတယ်ဗောနော်ဆိုတော့အာဒီ resistance ကတော့ပြောမယ်ဆိုရင်လက်ရှိဒါ mover range နဲ့ဒါထောက်နေတဲ့ point လေးဖြစ်နေတယ်ဗောနော်အဲ့တော့ mover range ဒါ အာမြင်းနဲ့လည်းလာထောက်နေတဲ့ point ဖြစ်တယ်ဒါလက်ရှိ4 hour ချက်ပေါ့เนาะအဲ့တော့ဆိုတော့ mover ratio မှာအထက်ကိုရောက်လာပြီเนาะအဲ့တော့ဒီ ranging ကိုလည်း break လုပ်သွားပြီဆိုရင်တော့ဒါကတော့ ADA နေနဲ့တော့ဈေး set တက်ဖို့လာလာများလာနိုင်တယ်ပေါ့เนาะများလာနိုင်တယ်အဲ့တော့ဆိုတော့တကယ်လို့ ADA နဲ့ဈေးဆက်တက်မယ်ဆိုရင် ADA နေနဲ့ဈေးဆက်တက်မယ်ဆိုရင်ပေါ့เนาะဘယ်လောက်ထိဈေးဆက်တက်နိုင်မလဲပေါ့เนาะเนาะအဲ့တော့ဘယ်လောက်ထိဈေးဆက်တက်နိုင်မလဲလို့ပြောမယ်ဆိုတော့ကျွန်တော်တို့ဒီ0.8 182 around 1ကျန်လောက်ထိကတော့ they ကဆက်တက်နိုင်တဲ့အနေအထားမှာတော့ရှိတယ်နော်အဲ့တော့နော်အဲ့တော့0.81 0.82 1ကျန်နော်အဲ့တော့ they ကတော့အဲ့လောက်ထိကတော့ they တက်လာနိုင်ကြီးရှိတယ်နော်အဲ့တော့ဘာလို့လဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်ဒီ0.81 around 1ကျန်ပေါ့0.81 0.82 around 1ကျန်မှာလည်းဒီဒါအဲ့ resistant တခုရှိနေတယ်ပေါ့နော်အဲ့တော့ supply zone တခုရှိနေတယ်ပေါ့နော် supply zone တခုရှိနေရဖြစ်တဲ့အတွက်ကျွန်တော်ဈေးတက်လာခဲ့တယ်ဆိုတော့ i round 1ကျွန်တော်ထီရတော့ဈေးတက်လာနိုင်ကြီးရှိတယ်တကယ်လို့ okay တော့အဲ့လိုမှမဟုတ်ပဲねဈေးမတက်ပဲねကျွန်တော်ဈေးပြန်ကြခဲ့မယ်ဆိုတော့တွေ့မှာ range တွေကိုပြန်ဝင်လာမှာပေါ့နော်ဒါတော့အဲ့တော့အခုလက်ရှိချိန်ကြီးကတော့ဒါတော့တွေ့မှာ range ထဲမှာပဲရှိနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်တွေ့မှာ range ထဲမှာပဲရှိနေတယ်အဲ့တော့ အာတေချာဘွားဈေးပြန်ကျလာမယ်12 range လေးကိုဈေးပြန်ကျလာမယ်ကျွန်တော်ဘလောက်ဒီဈေးပြန်ကျမလဲလို့ပြောမယ်ဆိုတော့ကျွန်တော်အောက်ဈေးတန်းနေဖြစ်တဲ့ကျွန်တော်0.7 around 1ကျွန်တော်ထိရတော့ဒါပြန်လာမှာပဲလीနော်နော်အဲ့တော့ဈေးပြန်ကျခဲ့မယ်ကျွန်တော်ကျွန်တော်0.7 around 1ကျင်ပါတော့နော်နော်အဲ့တော့အဲ့တော့ trice ကတော့ loss နေတော့ဘာမှတော့ ETA အနေနဲ့ကတော့ကျွန်တော်ပါမှာတော့ကျွန်တော်ရရရပြောလို့ရတယ်အနေထားတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အပေါ break လုံးမလားဒါမှမဟုတ်ဘူးဆိုရင် range ranging market တွေကိုပြောင်းဝင်လာမလားဆိုတာတော့တခြားလောက်တော့စောင့်ကြည့်ရမှာပေါ့เนาะအဲ ranging market တွေပြောင်းဝင်လာမယ်ဆိုတော့ price အနေနဲ့ကတော့ကျွန်တော်တို့0.69เนาะ0.7ဆိုရဲ zone လေးကိုဈေးတန်းကိုကျွန်တော်ပြင်မြင်ရနိုင်တယ်အ break လောက်ခဲ့တယ်ဆိုတော့ကျွန်တော်0.81နော်0.82ဆိုရယ်ဇုံလေးတော့ကျွန်တော်ပြင်မြင်ရနိုင်တယ်အဲ့တော့ဆိုတော့ဒီဈေးတန်းနောက်ခုကိုဟို ဒီဇီရန်နှစ်ခုပေါ့နော်အဲ့တော့ဒီဇီရန်နှစ်ခုကိုကျွန်တော်ပြန်မြင်ရနိုင်တယ်အဲ့တော့ဆိုတော့ ADA အနေနဲ့ဘာတွေများဆက်ပြီးတော့ဖြစ်လာနိုင်အောင်မလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်အောင်ပဲပေါ့နော်โอเคအဲ့တော့ဆိုတော့ဒါတော့ကျွန်တော် ADA ရဲ့ဒီကနေ့ကျွန်တော်ခံမှန်းချက်လေးပေါ့နော်ဆိုတော့အာကျွန်တော် trade chain လေးလိုက်ပြီးတော့ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်ဒီကနေ့ trade chain တွေဘာတွေပြောင်းလဲနေဖြစ်နေလဲပေါ့နော်โอเคအဲ့တော့ အာလက်ရှိကျွန်တော်ဒီကနေ့ trade chain နေနေရတော့ကျွန်တော် position ကတော့ total ကတော့ကျွန်တော်ခုနှစ်ခုဖြစ်သွားပြီဗောနော total ခုနှစ်ခုဖြစ်သွားပြီအဲ့မှာကျွန်တော်ဘာတွေထပ်တိုးလာလဲလို့ပြောမယ်ဆိုရင်ကျွန်တော် ETH တို့เนาะအာ LIN တို့အာ EDA တို့เนาะအာကျွန်တော် Frocky တို့เนาะအာ Dodge တို့အာဒါလေးတွေကျွန်တော်ထပ်တိုးလာတယ် တော့အရင်နေ့တွေတော့ IND ရ render ရဲ့ကျွန်တော် ANCH ရှယ်ပေါ့နော်အဲ့တော့ဒါလေးတွေကတော့ဒါအရင်နေ့တိုင်းဒါဆက်လက်ပြီးတော့ရှိနေတဲ့ order လေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ lecture position ခုနှစ်ခုမှာတော့ဒါတော့အပေါ်သရှင်ခုနှစ်ခုမှာအကုန်လုံးကတော့ရှုံးနေတယ်ပေါ့နော်ဒါအရှုံးများနေတာတော့ကျွန်တော် IND ရ render ရဲ့ ANCH ရဲ့ပေါ့နော်အဲ့တော့ဒီနှစ်ခုလေးကတော့နည်းနည်းတော့ရှုံးများနေတယ်အဲ့တော့အဲ ANCH ကတော့မနေ့ကတော့ဒါတော့ profit တော့ပြန်ထွက်လာတယ်ပေါ့နော်တွား0.087လောက်ထိတော့ဈေးပြန်ကျလာတယ်ဆိုပေမဲ့လည်းတွား ဈေးဆက်ကြမယ်ထင်ပြီးတော့ကျွန်တော်မပိတ်လိုက်ဘူးပေါ့နော်မပိတ်လိုက်ပဲနဲ့ကျွန်တော်လက်ရှိချိန်မှာဈေးကပြန်ကန်တက်သွားနေထားပါပေါ့နော်အဲ့တော့လက်ရှိပေါက်ဈေးကတော့ဒါ0.098ပေါ့နော်98အဲကျွန်တော် entry ဝင်ခဲ့တဲ့ဈေးတန်းကတော့ကျွန်တော်0.093ပေါ့နော်0.093နဲ့0.098နော်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့မှာလက်ရှိဒီကနေ့ရဲ့မှာကျွန်တော် trade အခြေအနေလေးပေါ့နော် အဲ့တော့ position history မှာတော့ကျွန်တော်ဒီခဏမနက်မှာပဲကျွန်တော် BNB ကိုကျွန်တော် profit နဲ့ close လုပ်လိုက်တယ်ဗောနော်အဲ့တော့အာ6ဝ30 average လောက်မှာကျွန်တော် close ပြန်လုပ်လိုက်တယ်ဗောနော်အာ Doge ကတော့อืม မာပြီးတော့ဝင်မိထားတဲ့ဟာလေးပေါ့နော်ဒါလေးကိုကျွန်တော်ချက်ချင်းပြန်ပြီးတော့ close လုပ်လိုက်တယ်ပေါ့နော် okay အဲ့တော့ position history ကတော့လက်ရှိကတော့ဒီနှစ်ခုပဲရှိမယ်ပေါ့နော်အဲ့တော့လက်ရှိ run နေတဲ့ position ကတော့ကျွန်တော်ခုနှစ်ခုပေါ့နော်အဲ့တော့ဆိုတော့ဒါလေးကတော့ကျွန်တော်ဒီကနေ့ရဲ့လက်ရှိ update trade chain လေးလေးပေါ့နော်ဆိုတော့နောက်နေ့နောက်နေ့တွေမှာလည်းကျွန်တော်ဒီမှာ trade chain တွေကဘယ်လိုမျိုးတွေအပြောင်းအလဲဆက်ပြီးတော့ဖြစ်လာမယ်ဦးမလဲဆိုတာကိုကျွန်တော်ဒီတူဆက်လက်ပြီးတော့ဖောင်းချပြပေါ့လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်